ခွဲစိတ်မဲ့နေ့မှာရိုစီကစိတ်ထဲမှာမချစ်မရဲဖြစ်နေတော့မယ်။သူမကအိုဝင်ကိုနောက်ဆုံးခွင့်ရတခုပေးဖို့ဆုံးဖြတ်ခဲ့တယ်။သူမကအိုဝင်ကိုဖုန်းခေါ်ပြီးအိမ်ပြန်လာဖို့ပြောခဲ့တယ်။ဒါပေမဲ့အိုဝင်ကဖုန်းကိုချလိုက်တယ်။ပြီးတော့ဘယ်လာက ဖုန်းခေါ်လာတော့သူဘယ်လာနဲ့အတူရှိနေမှန်းရိုစီသိလိုက်ရတယ်။ဘယ်လာကသူမထက်အစတရာပိုရေးကြီးတယ်လို့တောင်သူပြောခဲ့တယ်။ဒီစကားကိုကြားလိုက်ရတော့လိုစီရဲ့နှလုံးသားအေးဆက်သွားခဲ့တယ်။ သူမဖုံးချလိုက်ပြီးခွဲစိတ်ခံနဲ့တန်းဝင်သွားခဲ့တယ်။အဲ့ဒီညမှာသူမအိမ်ပြန်ရောက်တဲ့အခါတငယ်ချင်းကလိမ့်လေတေဆုံးမှုအစီအစဉ်ဟာသူတို့ရဲ့၅နှစ်မြောက်နှစ်ပတ်လည်နေ့မတိုင်ခင်တရက်အလိုမှာလှုပ်ဆောင်မယ်လို့ပြောခဲ့တယ်။မကြခင်အိုဝင်အိမ်ပြန်ရောက်လာပြီးရိုစီကိုစောစောနားဖို့ပြောခဲ့တယ်။ဒါပေမဲ့ရိုစီကသူ့ကိုလစ်လူရှုခဲ့ပြီး သူတို့ရဲ့အဆုံလိုက်ဆွဲကြိုးကိုထုတ်ပြခဲ့တယ်။အိုဝင်ရဲ့အချစ်ကဆွဲကြိုးရဲ့အယောင်လိုပဲမိမ့်သွားမှလားလို့မေးခဲ့တယ်။ ိုဝင်ကခဏတာတောင့်တင်းသွားပြီးရိုစီပေါ်သူ့အချစ်ကပိုပြီးခိုင်မာလာမှာပဲလို့ပြောခဲ့တယ်။သူကနှစ်ပတ်လည်လက်ဆောင်ဖြစ်ကိုပိုင်ကျွန်းတကျွန်းဝယ်ထားတယ်လို့ထပ်ပြောခဲ့တယ်။သူလိမ်နေလုံးပဲဆိုတာမြင်တော့သူမပင်ပန်းပြီလို့ပြောပြီးအိပ်ရဝင်ခဲ့တယ်။အိုဝင်ကတခုခုမှားနေပြီလို့ခံစားရပြီးမနှက်ဖြန်အိမ်မှာနေပြီးသူမနဲ့အတူ နေပေးမယ်လို့ပြောခဲ့တယ်။ရိုစီကမနှက်ဖြန်ကြောင်းနေဘက်တွေပြန်လဲစုံစည်းပွဲရှိလို့တူလာဖို့မလိုဘူးလို့ပြန်ဖြေခဲ့တယ်။ နောက်တစ်နေ့မှာရိုစီကသူ့ကျောင်းနေဘက်တွေကိုနောက်ဆုံးနှုတ်ဆက်ဖို့စီစဉ်ခဲ့တယ်။ဒါပေမဲ့သူမဧကန်ပွဲခန်းမကိုရောက်ရောက်ချင်းမှာပဲအိုဝင်က သူမနောက်ကို လိုက်လာခဲ့တယ်။ကျောင်းနေဘက်တိုင်းအတွက်လက်ဆောင်တွေယူလာခဲ့တယ်။လူတိုင်းကသူ့ကိုအရန်ကောင်းတဲ့ခင်မုန်းတယောက်ပါလို့ချီးကျူးခဲ့ကြတယ်။ဒါပေမဲ့မထင်မှတ်ပဲဘယ်လာပေါ်လာခဲ့တယ်။သူမကလက်ဆောင်မှုတွေကိုမြင်တော့ဒါတွေကသူ့ကုမ္ပဏီကနေဝယ်ခဲ့တာဖြစ်ကြောင်းပြောခဲ့တယ်။ သူခင်ဘုံကသူမအတွက်ကုမ္ပဏီ26ခုဖွင့်ပေးထားတယ်လို့ကြွားဝါခဲ့တယ်။လူစီကအိုဝဲအလုပ်များတယ်လို့မကြာခဏပြောခဲ့ပေမဲ့တကယ်တမ်းဘယ်လာရဲ့စီးပွားရေးတွေကိုကူညီနေခဲ့တာမှန်သိလိုက်ရလို့တတိယမိတယ်။သူမပြုတ်အန်ကျင်တယ်လို့ခံစားခဲ့ရတယ်။အိုဝင်ကသူမကိုအမြန်နှစ်သိမ့်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဘယ်လာကသူမကမွေးရပါအားနည်းသူဖြစ်ပြီးကြကြအသက်ရှင်မှာမဟုတ်ဘူးလို့လောင်ပြောင်ခဲ့တယ်။နောက်တစ်စက္ကန့်မှာအိုဝင်ကဘယ်လာရဲ့ပါကိုရိုက်ချလိုက်တယ်။ ရိုစီကလုံးဝမတုံ့လောက်ခဲ့ဘူး။သူမကအိမ်သားကိုသွားဖို့အကြောင်းပြပြီးထွက်သွားခဲ့တယ်။ဘဲလာနောက်ကလိုက်လာပြီးသူမရဲ့လမ်းကိုပိတ်ရက်ခဲ့တယ်။